出入境人员登记工作也在有条不紊。မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကအထူးဒေသတက်နေထိုင်ခွင့်ကတ်ကိုင်းဆောင်ထားသူတွေကိုတရုတ်နိုင်ငံတွင်ဝင်ထွက်ခွင့်နေဆက်ဖြတ်ကျော်ခွင့်စာအုပ်ပြုလုပ်ပေးနေပြီဖြစ်တယ်လို့ဒေသခံတွေထံကသိရပါဗျ။အခုကျွန်လာကစတင်ပြီးချင်းရွှေရောနေဆက်ကုံသွဲခိတ်နဲ့လောက်ကန်ရန်လုံကျိုင်းနေဆက်ခိတ်တွေမှာနေဆက်ဖြတ်ကျော်ခွင့်စာအုပ်ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ နေဆက်ပြကြော်ကွင်းစာအုပ်လုပ်ဖို့အထူးဒေတာတက်နေထိုင်ကွင်းကရှိရမှာဖြစ်ပြီးကျမ်းမာရေးထောက်ခံစာလဲလိုအပ်တယ်လို့လောက်ကမျိုးမှာနေထိုင်တဲ့ကိုကန့်တက်တဲ့နေဆက်သူကပြောပါရယ်ခေဒီကတော့ကျွန်တော်ဒီဟောရှိမြေပေါ်အာလောက်ကိုင်းဘက်ကဆိုရင်တော်လီရာဒီကျွန်တော်ချမ်းခေရှိမြေဒီချင်းချွေဘက်ကေပေါ့နော်ဒီတိတိကတော့မှန်တယ်ကျမ ਈ ထောက်ခံစာ UI လို့ပြောရပြ။အဲကျမ ਈ ထောက်ခံစာနေရာလို့ပြောရ။ပြီးတော့မှ ဒီစာအုပ်နဲ့တမုံကြိုက်ပညာအဲ့ဒါတော့၄၅ချက်ပေါ့ဖက်ချန်လေးလုပ်ပြီးတော့ဒီဒီမှာအဲ့စာအုပ်နဲ့ပဲဟိုကောင်မှပြန်ပြီးတုံ့ပြန်ထူပေါ့နေဇက်ပြကြောက်ခွင်စာအုပ်ပြုလုပ်ဖို့အတွက်ကျမ်းမာရေးထောက်ခံစာနဲ့အတူစာအုပ်ဘိုးကောင်ကြားစီတရုတ်ငွေ245ယွမ်မြန်မာကျပ်ငွေတသိန်းခွဲခန့်ရှိပါတယ်ကပ်ပြုလုပ်ဖို့ကောင်ကြားစီကတော့တရုတ်ယွမ်ငွေ45မြန်မာကျပ်ငွေ3000ကျပ်နေပါကောင်ကြားမှာဖြစ်ပါတယ် MNDA ကအတူတက်တာတင်နေထိုင်ခွင့်ကတ်ကိုပြီးခဲ့တဲ့ဧပြီလကစတင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။အတူတက်တာတင်နေထိုင်ခွင့်ကတ်ပြုလုပ်ဖို့မြန်မာနိုင်ငံသားမှတ်ပုံတင်တဲ့အင်အားစုစည်းရင်းလိုအပ်ပြီးလောက်ကန်ဒေတာခံမဟုတ်ပါကဒေတာခံတူဦးရဲ့ထောက်ခံစာလဲလိုအပ်တယ်လို့သိရပါတယ်။အခုလောက်ပေးနေတဲ့နေဆက်ဖြတ်ကျော်ခွင့်စာအုပ်နဲ့တရုတ်ပြည်နေဆက်ဘတ်ချမ်းမှာ15ရက်နေထိုင်ခွင့်ရတယ်လို့လည်းသိရပါတယ်။အဓိကတော့ပြုတ်ပြရလူတွေကိုတဲ့ခေါ်နေအောင် ရုတ်ပြည်သားတွေအများကြီးဝင်လာနေတယ်။အဲဒါကြောင့်တရုတ်ပြည်ဝင်ခွင့်လည်းဖွင့်ပေးတာ။တရုတ်ပြည်ကလိုင်စင်တဲ့တရုတ်ကားတွေအများကြီးမြင်ရတယ်။တိန်နီကနေတရုတ်အသွားပြန်လုပ်နေကြတာပဲ။အဲ့လိုတရုတ်ကားတွေကတရုတ်ဆိုရကအရင်ကလည်းတရုတ်မြန်မာနယ်စပ်မှာအခြေစိုက်ထားတဲ့မြန်မာဗတ်ချန်ကတိုင်းသာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အတိမတ်ပြူတပ်တွေခံကပ်ကင်ဆောင်ထားသူတွေကိုတရုတ်ပြည်တွင်ဝင်ရောက်ခွင့်ပြုလေရှိတယ်လို့နိုင်ငံရေးလှစ်လာတုံတက်သူကဆိုပါတယ် တဆယ်နှစ်ဆက်ခွန်စစ်စင်မှာမြို့တွေကိုတင်ပိုက်နိုင်တဲ့အထိအောင်မြင်လာတဲ့ MNDA ကိုစစ်စင်ရေးတွေရပ်ဖို့နဲ့စစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းမှုတရုတ်နိုင်ငံကဖိအားပေးရမှာနှစ်ဆက်ခိတ်အားလုံးကိုပိတ်လိုက်ပြီးကုန်စီစီးဆင်းမှုကိုလည်းဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလကတဆယ်နှစ်ဆက်ခွန်စစ်စင်ရေးမှာ MNDA တင်ပိုက်ခဲ့တဲ့လာရှုမြို့ကိုတရုတ်ဖိအားနဲ့စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးရပြီးတဲ့နောက် MNDA နဲ့တရုတ်စစ်စင်ရေးပြန်လည်ကောင်းမွန်လာတဲ့သဘောကိုပြသနေတယ်လို့သူကပြောပါတယ်။ ဥပမာဝါရုမိုင်းလာတို့လည်းသူတို့စီကဝါမိုင်းလာအတိမတ်ပြုထားတဲ့တက်တီကန်ကပ်ပြားတွေနဲ့တရုတ်ပြည်ကိုဝင်ခွင့်ထွက်ခွင့်ပေးတယ်။သိတော့ထူးဆန်းမဟုတ်ပါဘူး။ KIA ဘက်လည်းအဲ့ဒီလိုပဲရပါတယ်။နေဆက်မှာအခြေချနေတဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်လာရင်တရုတ်ကအဲ့ဒီလိုပဲပေးပါတယ်။အခုကတော့ဆက်ဆံရေးကမှန်တမ်းပြန်ဆက်ဆံဖို့ကြိုးစားနေတာပေါ့။သူတို့ဖိအားပေးလို့လာချိုးပြန်ပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့သူတို့လိုချင်တာတွေရသွားတော့ပိတ်ထားတာတွေပြန်ဖွင့်ပေးလိုက်တာဒါပါပဲ။ တရုတ်ပြည်နဲ့နှစ်ဖက်ဝင်ထွက်ခွင့်ရလာတဲ့အတွက်ကိုကန့်ဒေတာမှာကုန်စည်စီစဉ်မှုပုံမှုအဆင်ပြေလာနိုင်ဖို့ဒေတာခန့်တွေကမျှော်လင့်နေကြပါတယ်။၂၀၂၈စီစဉ်ရေးအတွက်မှာ MNDA ကရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်၁၂မြို့နယ်အတူကျင်းစန်းကျော်ကျူကုတ်ပန်ဆိုင်မုံကိုရန်လုံကျိုင်းနဲ့ချင်းရွှေအောင်နယ်ဇက်ကုံသွေးရိတ်ခိတ်တွေကိုလည်းတင်ပိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ဒီနယ်ဇက်ခိတ်၅ခုအနက်ရန်လုံကျိုင်းနဲ့ချင်းရွှေအောင်နယ်ဇက်ခိတ်ကိုသာပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါရဲ့ရှင်။